နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်လော်ဘီဇော်ဘုံဟိန်အဖမ်းခံရတဲ့အခါသူနဲ့ရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့လော်ဘီကျော်စိုးဦးဘယ်တော့စပီကောက်လုပ်ပေးမလဲလို့ဘောမတ်အများစုမျှော်လင့်နေချိန်မှာကျော်စိုးဦးတင်လိုက်တဲ့ဗီဒီယိုကတော့အာဂျီအတွက်စပီကောက်လုပ်ပေးတဲ့ဗီဒီယိုမဟုတ်ပဲသူစောက်စားများပြီးရှီးပန်းတဲ့အကြောင်းဖြစ်နေလို့ကျော်စိုးဦးရဲ့တတိကိုအားလုံးကအောရှနေကြရပါတယ်အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးဦးပါ အဲကျွန်တော်တို့ဒီကနေ့ရေမနေရရေကျွန်တော်သတင်းမရိုက်ကူးနိုင်တဲ့အတွက်ကျွန်တော်မိတ်ဆွေများအားလုံးကိုတောင်းပန်ပါတယ်အဲ့တော့သတင်းမရိုက်ကူးရတဲ့မရိုက်ကူးနိုင်ခဲ့တဲ့အကြောင်းရင်းလည်းပုံဝင်နေလည်းပဲတင်ပြပါမယ်ပထမနေ့ကကျွန်တော်တရသီးငါးလုံးစားတယ်ပြီးတော့အဲ့ဒီနေ့မှာပဲကျွန်တော်ပရိကျော်နှစ်ခုထပ်စားတယ်အဲ့ဒါနဲ့နောက်နေ့ကျတော့တခါပရိကျော်ထပ်စားတယ်ညနေပိုင်းကျတော့ကိုယ့်အနေကိုအဲ့ငြိုသီးသိမ်းရေအော်ငြိုငြိုသီးရေပြီးရင်ကျွန်တော်က ငားရယ်ငားကောင်းရယ်ဗျာချက်မောင်ရွက်ရယ်သုံးခုပေါင်းပြီးချက်လိုက်ရယ်အဲ့ဒီမှာကျွန်တော်စီမွေးတက်တာမချက်လိုက်ဘူးလေတူပါဗျာအဲ့မှာပဲကျွန်တော်အဲ့ဒီဝင်းပြက်ပြီးတော့ဝမ်းသွားတာပေါ့ဝမ်းသွားတော့ဝမ်းတော့တော်တော်ဆိုးရယ်ဗျာတော်တော်ဆိုးတော့ဘယ်လိုလောက်ဆိုးလဲဆိုကျွန်တော်ယုံရောက်တယ်ယုံရောက်ပြီးတော့နေလို့ထိုင်လို့မကောင်းတဲ့ခါကျတော့ကျမ်းမြုံကကျွန်တော်ပေါက်တယ်ပေါက်တဲ့ခါမှာကျွန်တော်ချားလဲလဲချားလဲလဲပြီးတော့အဲ့ဟိုဝမ်းနေသွားပထမမနေ့ကဝမ်းသွားတော့ဝမ်းသွားအန်တယ်ဗျာနေကပိုင်းလည်းအန်တယ် တောက်လျှောက်ပဲအသွေးပေါင်းတွေသွေးပေါင်းတွေကြပါတော့ဝမ်းနေသွားပြီးတော့အော်မင်းကမင်းကဒီဆောင်ကဆေးတွေပါကျွန်တော်လာပြီးတော့ဆေးလာဆေးတွေပါလာကြည့်ပြီးတယ်အဲ့ချိန်မှာဆောင်ဆောင်လာတဲ့ခါမှာကျွန်တော်သွေးပေါင်းတွေကပြန်တက်သွားတော့တော်တော်လေးအဆင်ပြေသွားတယ်အဲ့ဒါကျဒီနေ့နည်းနည်းပါလာတယ်အခုမှနည်းနည်းလေးအဆင်ပြေလာပါလေအဲကျဒီဇိုင်းတွေတော့ကျန်တဲ့ဆောင်ချင်းရကြတိုင်းစားတော့ဗျာအဲ့ဒါနဲ့တော်တော်လေးကြမ်းမာကြီးကောင်းသွားတယ်အမေကလည်းကျတော့ကျသတင်းတွေပြန်တင်ပေးပါဦးဗျာ အဓိကတော့အစားမကင်းမဆိုင်တာအဲကျွန်တော်ကလည်းအဲယာစီယာစီစားဆိုကျွန်တော်လည်းစားတယ်ကွာအဲစားတော့အဲပြဿနာတက်တော့ဆုံသွားတာပေါ့တည်တည်လက်ပေါ်တော့ဆုံသွားတာအဲ့ဒါကြောင့်ပါဗျာနော်ကျွန်တော်မိဆွေများတော့ဒါပွင့်လင်းတကယ်တော့တောင်းပန်ပါတယ်ကျွန်တော်တရင်မတင်ကားနိုင်တယ်တကယ်ကိုတောင်းပန်ပါတယ်ကျွန်တော်လည်းတကယ်တရင်တင်ကားချင်ပါတယ်အဲ့ဒီလိုအခက်အခဲကြောင့်ဗျာကျွန်တော်အဲ့ဒီလိုမျိုးဖြစ်သွားတာပါအားလုံးတောင်းပန်ပါတယ်နော်ကျွန်တော်နောက်ရက်တွေတတိယတွေတင်ပြပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့လာချင်းအဲ့လိုပဲလေ 过来咱来一个美术展览。小朋友长得够像我，阿姐没给多来。小朋友会呀没多。龙江耶，龙江耶，阿妈爹阿爷龙江耶，龙江耶呀。小朋友会呀没多啊，阿姐侬要多多少些。龙江耶有多少呢？台吉皮尺、米尺、尺皮卡尺、量尺来多啊。小朋友会呀没多啊，阿多少少的。 好，阿个不，地下有条人不，叶子上条人不不，两江一江，小朋友也得过，阿尼也不嘛走路，文言也蛮多啊，你妈那个嘛，弟弟多啦，今朝也两江一个，今朝中午也几度几度个，今朝我食个鸡，然后文言白饭都喂，今朝也带阿尼一段，今朝我拉到文言白饭都喝完多啦，阿个都叫的言行度，米白米度的，阿个不辣的。 ဇောဝဲတက်တော့အသေးမခံနိုင်ဘူးငါတို့ပဲသိခံတယ်။ဟာဇောဝဲလုံးကျိုးရင်ငါတို့ယူပေးမယ်။အပြန်လမ်းမှာအပြန်လမ်းကနေတောင်းကုန်စကန်တိကြောင့်တန်းချီခံရလို့ရ။ယုံလား။မယုံရင်ပုံပြလို့မလား။ဖြစ်လာပြီလား။လုံးကျုံရဲတို့လာတော့ဂျီတုလုံးကျုံရဲဂျီတုလုံးကျုံရဲတို့လာလက်နက်ကလုံးကျုံရဲမဟုတ်ဘူး။အဲ့တော့ဆိုရင်သဘောပေါက်လားရှင်းလားခင်ဗျားတို့လည်းခင်ဗျားတို့တရားစွဲတဲ့အချိန်ကျရင်ရောက်အောင်လာခဲ့ကျွန်တော်ခင်ဗျားတို့နေရာတံပေါက်လို့ပါလို့နဲ့ခမင်းကျွေးပါခင်ဗျားတို့ကားစီးမှုတွေခံပေးမယ်โอเค ခမားတို့တော့တုတ်ကိုခမားတို့ချောက်တောက်ကကြီးနဲ့ဆဲလို့ဆွဲလို့ဆိုရင်ချုပ်ပါလေဆွဲခမားတို့လည်းလာဖို့လာလို့တာဟုတ်ပြီလားတရားဥပဒေမှာဒီအချင်းမှာအမှန်တရားပဲခမားတော့လက်မေးလက်မီကျွန်တော်လာမပြောနဲ့ကျွန်တော်ဆိုရတဲ့တိုင်းပြည်သူတို့ပြောဟုတ်ပြီလားအမှန်တရားတို့ပြောဘယ်သူမှမပါဘူးဘယ်သူမှခမားတို့လိုပတ်သက်ရပြီးတော့ပတ်သက်ရတဲ့လုပ်တွေလူကြီးတွေကိုပတ်သက်ရမှာပေါ့လို့လုပ်တဲ့လုပ်တွေဟိုတချိန်ကခမားတို့ဘာတွေလုပ်ခဲ့လဲကျွန်တော်သိပါရဲ့နော်ဟုတ်ပြီလားသူဆက်ကိုဆက်ဆွဲပဲလေ 好啦，酒水呢？我来招呼你来喝，哈哈哈哈哈！好啦，啊？过来讲又来一单了，来滴，好滴不啦？来滴，那看哪路麻烦了，不要再装西了，喏，看哪路咯，哎呀你说这些事咯，就是话嘞，说嘛不？说就啷个不？哈哈哈哈哈！好啦。 မန္တလေးတိုင်းညောင်မြို့နယ်ရှောက်ညောင်လမ်းပိုင်းတနေရာမှာအကျန်းဖက်စစ်ကွေးမာလာတက်ကဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုအရှင်ဖမ်းမိခဲ့ပြီး PDF တွေကသွေးသစ်စာတရှင်ဆိုခိုင်းခဲ့တယ်လို့သိရပါတယ်။အခုလိုပကံညောင်လိုနေရာကြီးမှာတော့ PDF တွေဝင်ရောက်စစ်ဆေးလာပြီးဆိုတာဝန်သားစရာသတင်းအချက်အလက်တစ်ခု ဖြစ်တယ်လို့ဖမ်းမိထားတဲ့စစ်ကွေးတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း ။ပိုအရင်ကလိုစစ်ခွေးအုပ်ထုပ်လေးကားဒက်ရှ်ဘုတ်ပေါ်တင်ပြီးမတော်ရဲတော့တဲ့အပြင်ပြည်သူအယောင်ဆောင်ခိုးသွားတာတောင်တတနာနာမဝစ်စားရဲတော့တာကိုတွေ့ရပါတယ်။ဆိုနာရီအဲ့ဒီတိုင်းမီနီဟုတ်တယ်ဒီလိုလိုမှကျိုးသောခမင်းဒီလိုဒီလိုသွားတော့ရေးတိုင်းမီနီဒီလိုလိုဒီတော့ဟိုစီစဉ်ကိုတာဝယ်ဆောက်ရှောက်ပါပြီလူ ဒါတော့ဟဲ့အဲ့လိုဖြစ်ရင်ဒါဆို lobby ဇော်ဘွင်းအဖမ်းခံရတာကိုဗောမရီတကောင်တမီးမှအတမထွက်တာကြောင့်ဖင်လန်ကပြောင်ကြီးကစိတ်တူနေပြီးအခုလိုပဲဆန္ဒပြဖို့လိုနေတာကိုတွေ့ရပါတယ်ကိုဇော်ဘွင်းဟင်းဒီအာအိမ်ပြန်ရောက်ပြီဆိုပြီးတော့သတင်းတွေလွှင့်နေတယ်ကိုဇော်ဘွင်းဟင်းနဲ့ပတ်သက်ပြီးတော့သတင်းမှားတွေပေါ့ဗျာနော်လွှင့်နေရအားလုံးဟာမှားနေပါလေကိုဇော်ဘွင်းဟင်းဒီအခုချိန်ထိဘာမှမှ တက်ဆင်ခြင်းမခံရဘဲနဲ့ဆွဲခံထားရပါတယ်အဲ့တော့အခုသောဖုန်းဟင်းကိုအခုလိုမျိုးလှုပ်တဲ့လှုပ်ရက်တွေဟာအတတော်လေးကိုပေါ့နော်အစင်းစားစရာတွေဖြစ်လာတယ်ဒါမတရားဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော်အကျွန်တော်အနေနဲ့ကိုစောဖွင့်ရင်းနဲ့ကျွန်တော်တို့ပုံကိုရခင်မင်မှုတော့ရှိတယ်။တဝါတော့လည်းချစ်ချင်းမုန်းချင်းအပထားပါကျွန်တော်အမြဲတမ်းပြောပါရယ်။ဥပဒေအထက်မှာဘာလို့မှမရှိစေရဘူးဗျာနော်။ဥပဒေရဆောင်ရွက်ပါဆိုတော့ စကားပဲကျွန်တော်ပြောပါတယ်ချက်ချင်းမုန်းချင်းပေါ်ကြော်လုံပြီးတော့ပြောရမှာပါအဲ့တော့ဥပဒေရဆိုရင်အ66ကကြီးနဲ့ဆွဲဆွဲတာဆွဲလို့ရတယ်ဟာရဲရဲပိုင်းကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒေတာခံရဲစခန်းကနေပြီးတော့တတိကြတတိကြဖန်ဆီးရဲဟိဆိုကြကျွန်တော်ဘာမှမပြောလို့ဘူးအခုလှုပ်တဲ့ပုံစံကကိုယ်စော်ဖွင့်ရလှုပ်တဲ့ပုံစံကအဲရဲထက်ကြော်ပြီးတော့ဒီစရဖကနေပြီးနိုင်ငံတော်အဆင့်ဆွဲတာ ဥပမာပြနိုင်ငံတော်အစင်းဆွဲတဲ့ပုံစံဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်တို့ဆွဲသွားလိုက်တယ်ဗျာအဆွဲသွားပြီးတော့မှဟိုမှုဒီမှုဟိုမှုဒီမှုဆိုပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တရားဆွဲတဲ့ပုံစံမျိုးပါအဲအဲ့လိုပဲကိုသောဘဟင်းကလည်းပါတော်တောင်းတော်အစင်းတော်မဟုတ်ဘူးဗျာသူ့ကိုဆွဲတဲ့ပုံစံကလည်းဒေါစုကြည်နီးပါဒီအကောင်မလို့မချာနာပဲဆွဲခံရတဲ့ပုံစံမျိုးဗျာကဖုံးတော့ခင်ဗျားတို့ဆန္ဒထုတ်ဖို့အချိန်တန်ပြီနော်အဲ့တော့ခင်ဗျားတို့တွေကြက်ကြွနေလား နော်ချစ်ကင်းလားအဲ့ဒါကျွန်တော်ကြည့်ရမှာပါဗျာနော်အဲ့တော့ကြက်ကျွတ်တယ်လားနော်အဲ့ဒါလေးအဲကျွန်တော်တို့မေးခြင်းနဲ့ကိုဟုံးနဲ့ပတ်သက်ပြီးတော့စာလေးတစ်ချောင်းတော့လကောင်းကွန်မန့်လေးတစ်ချောင်းတော့လကောင်းဗီဒီယိုဖိုင်လေးတော့လကောင်းနော်ဆန္ဒထုတ်ဖော်ပြတာကြပါနော်အဲ့ဒါမှတန်လေးကိုဖုံးအတွက်အဆင်ပြေလိမ့်မယ်အခုချိန်ထိကိုဟုံးဒီနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါနော်နိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါအဲ့ဒီတော့ချက်ဖို့လို့တော့ခင်ဗျားတို့ဘာမှမပြောရင်တော့ ကဟုတ်တယ်လေဟုတ်နော်အဲ့ဒါလေးကဟုတ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်းပါဟုတ်ပြီမတရားမှုကျွန်တော်အတွက်ကတော့ကျွန်တော်ရဲ့အကျိုးစီးပွားကမတရားမှုပဲမတရားတာမှန်သမျှတော့ကျွန်တော်တိုက်ခိုက်ပြောဆိုဝေဖန်မှာဖြစ်တယ်အဲ့တော့ကုဖုံးကိစ္စကကုဖုံးကျွန်တော်တို့ဒါတတိယအဖြစ်ပုံကိုရေးခင်မှုနဲ့ရှိပါတယ်ကုဖုံးနဲ့ကျွန်တော်နဲ့နော်ခင်နဲ့ခင်နဲ့ကျွန်တော်သူနဲ့ကျွန်တော်ဆိုလိုက်နေပါလေအတူတူလွင့်မှုတယ်ဒါအဓိကမဟုတ်ဘူးကျွန်တော်တို့အဓိကတရားဟုတ်ပြီးစုံမမှုနဲ့လှုပ်ထုံးလုံးနေမှန်ကန်ဖို့အဲ့တော့ ကျွန်တော်ပို့စာရေးပါတယ်သူနဲ့ပတ်သက်ပြီးပြောပါတယ်အဲ့တော့တရားဥပဒေထက်မှာဘယ်သူမှမရှိစေရအဲ့တော့တရားဥပဒေနဲ့ညီဆွဲဆန်းမှလှုပ်ဆန်းပါเนาะအခုလိုမျိုးလူကိုဖမ်းပြီးတော့မှအမှုစင်တဲ့ဇာတ်တွေကတော့တရားဥပဒေကိုကျော်လွန်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဲသူနဲ့ရန်ဖြစ်ဖူးသောသူတွေရဲ့ဖိအားကအများကြီးပါတယ်เนาะအဲဒါကတစ်ချက်အဲနောက်တစ်ခုဆက်လာပြောတဲ့ဒီသူ့ကို ရဲ့ဆဲခံရတဲ့ပေါ့နော်ဒီ channel တွေရဲ့ပြောဆိုမှုတွေကလည်းအများကြီးပါတယ်အဲ့တော့သူတို့စုမတော့အဲ့သူတို့နောက်ကအပွင့်နေအခက်တွေကလည်းငြိမ်းမနေနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ဆွဲစရာပုံမှလည်းမရှိတဲ့အတွက်ကြောင့်ဒီလောက်တော့ဖေးအတော့မီကပုံမှလည်းဆွဲတယ်ကွာဆိုပြီးကိုပုံးကမြန်မာလက်ကလေးထောက်လို့နော်အမ်လက်ကလေးဒူပလက်ဖောင်းလို့ဆိုလက်မြောက်ဒူထောက်မျိုးလုံး နေပိတ်လို့ဒီလားနော်အဲ့လိုမျိုးလေးတွေ့ရတယ် ကိုဖုံးလွတ်လာပြီဆိုတာလေလုံးဝမဟုတ်ပါဘူးလွတ်ဖို့လည်းမလွယ်ပါဘူးမလွယ်ပါဘူးဒါနိုင်ငံတော်အစဉ်ပုံစံအနီးပါတောက်မြက်ကပုံမှန်ကြီးပါเนาะအဲ့တော့ခင်ဗျားတို့တခုခုဆောင်ရွက်ဖို့အချိန်တန်ပါပြီเนาะအဲ့သူနဲ့ကျွန်တော်နဲ့ဒါမျိုးပေါ့ဟိုလိုက်ရင်းလုံးရတာနော်ဒါကြောင့်ပုံကိုခင်မင်မှုတွေအပြည့်အဝရှိပါတယ်အတူပါတော့လည်းပဲအမှန်တရားအတိုင်းပဲကျွန်တော်တို့ပြောရမှာပါအဲ့တော့ကိုဖုံးအနေနဲ့လွတ်မြောက်ဖို့ဆိုရင်တော့ခင်ဗျားတို့ကျွန်တော်တို့တခုခု 大没有力啵，三大头婆，达达加大家吧。